clean sheet နဲ့နိုင်ပွဲတွေဆက်နေခဲ့တာပဲဖြစ်ပါတယ် Manchester United အသင်းကဆိုလို့ရှိရင်တော့ Nottingham Forest အသင်းရဲ့အိမ်ဝင်းမှာတည်ရာရရှိခဲ့ပြီးတော့ Liverpool အသင်းကဆိုလို့ရှိရင်လည်း Anfield ဝင်းမှာနိုင်ပွဲရလက်ပေါ်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်အနန္တာဘီပွဲစဉ်အဖြစ်စပါးအသင်းနဲ့ Chelsea အသင်းတို့ရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ချက်ဖကြီးကို Chelsea အသင်းကတော့တက်ခွတ်စီးနိုင်ခဲ့တာပဲဖြစ်ပါတယ်မနေ့ကကျွန်တော်ခံမှန်းပေးခဲ့တဲ့ Premier League ပွဲစဉ်တွေအားလုံးထဲမှာဆိုလို့ရှိရင် အာဆင်နယ်တသင်းနဲ့တာလွဲချုပ်ခဲ့ပြီးတော့ကျန်တဲ့ပွဲစဉ်တွေအားလုံးဟာမှန်ကန်ခဲ့တာပဲဖြစ်ပါတယ်ဒီနေ့ညမှာကစားကြမဲ့ပွဲစဉ်တွေကိုလည်းပွဲကြိုသုံးသက်ချက်တွေပြုလုပ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ like and subscribe လုပ်ရတဲ့ like and subscribe လုပ်ပြီးထားကြပါလို့တောင်းဆိုပါတယ်ဒီနေ့စူပါဆန်းလေးည7:00နာရီခွဲမှာဆိုလို့ရှိရင်တော့နယူကာဆယ်တင်းဟာဝဟန်တင်းရဲ့အင်္ဂုတ်တော်ရင်ဆိုင်ကစားမှာပဲဖြစ်ပါလေဝဟန်တင်းဟာဆိုလို့ရှိရင်နီးပြပြောင်းလဲပြုလုပ်ထားခဲ့ပေမဲ့လည်းရလဒ်တွေကတော့စိုးနေသေးပဲဖြစ်ပါတယ် ဒီဘက်ထဲမှာဝေကွင်းကလာကြရတဲ့နေယူကာဆက်တင်ဟာဘော်ဒီပေါက်ကျစ်တစ်လုံးရှူရင်20စားဆိုကြေးဖွင့်ထားတာပဲဖြစ်ပါတယ်။ဘူပေါင်းစီကတော့3လုံးရှူရင်80စားဆိုကြေးဖွင့်ထားတာပဲဖြစ်ပါတယ်။ဒီဘက်ထဲမှာဆိုလို့ရှိရင်နေယူကာဆက်တင်ဟာဖောင်ပိုကောင်းပြီးတော့ခြေစွမ်းပုံမှန်နေတာမှန်ပေမဲ့လည်းတန်းဆဲစုံနဲ့ရောက်နေတဲ့ဝဟန်းတင်ဟာဆိုလို့ရှိရင်အိမ်ကွင်းမှာတော့တီးတမက်ရရှိအောင်စူးစမ်းကစားလာမှာပဲဖြစ်ပါတယ်။ ခြေစွမ်းအရာဆိုလို့ရှိရင်နီယူကာဆယ်သင်းကိုရွေးသင့်ပေမဲ့လည်းဒီပွဲစဉ်မှာအမှတ်မထင်သေးကြသွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတော့ဝဟန်ပေါ်ရီနဲ့ကိုအောက်ကိုပဲရွေးချယ်ပေးပါရစေ။ဒီနေ့စူပါဆန်ဒေးည7:00နာရီမှာဆိုလို့ရှိရင်တော့မန်စ